ားလုံးပဲမင်္ဂလာပါ။ဒီလို channel လေးဖြစ်တဲ့ Linga Support Channel ကနေလည်းကြိုဆိုပါရစေ။၂၀နှစ်နေဆက်လာပဲ၂၀25ရဲ့ဒီမှာချင်းမြန်ကစားကြမယ်ဥရောပပွဲစဉ်များရဲ့ပေါ့နော်ကျွန်တော်ရဲ့အကြိုက်ဆုံးပွဲစဉ်တွေပဲကျွန်တော်ရွေးရှယ်ပေးသွားပါပါ။ဒါတော့ကျွန်တော်အကြိုက်တွေပါ။ညီကလေးတို့ကြိုက်မှပြတ်စော့စော့ကစားကြပါ။မကြိုက်တဲ့ညီကလေးတွေကဘက်ကန်စော့ကစားလို့ရပါတယ်။ဒါဒီပွဲစဉ်မှာကျွန်တော်၃ပွဲပဲရွေးရှယ်နေပါမှာ။ body mount ကြိုက်သလိုစော့လို့ရပါတယ်ခင်ဗျာနော်။အကြောင်ပရမောက်ဆုံးပွဲစဉ်ဖြစ်တဲ့အာဆင်နယ်နဲ့အက်တလီကိုမလေးပွဲစဉ်ရွေးရှယ်ပေးသွားမယ်။အာဆင်နယ်အင်္ဂလန်ပလီးမားလိမှာကောင်းတယ်။ ရှမ်ပီယံလိမှလည်းကောင်းနေတော့မယ်။အက်တလီကိုမလစ်လာလီကာစပိန်မှာရုံးနေရတယ်ရှမ်ပီယံလိမှလည်းရုံးကန်နေရတယ်။အဘိုးကွင်းဆိုပို့ပြီးရုံးကန်နေရတဲ့အက်တလီကိုမလစ်အာဆင်နယ်ဒီနေ့အဘိုးကွင်းမှာအနိုင်ရရှိသွားမယ်။အိမ်ဝင်ဖြစ်တဲ့အာဆင်နယ်နောက်ထပ်အနိုင်ရရှိပြီးတော့ဒါအမှတ်တွေများယူပြီးစရားစိတ်မှာထက်လက်နေဦးမလား။ဆိုတော့အာဆင်နယ်နဲ့တင်ရပြဿနာအများဆုံးရှိပြီးတိုက်စစ်ပိုင်မှာကိုသိမ်းဖို့ရုံးကန်နေရတွေ့ရတယ်။အက်တလီကိုမလစ်လည်းတူတူပဲ။ဒါမှရှမ်ပီယံလိပို့ပြီးတော့အတွေ့အကြုံရှိတဲ့ဒီအက်တလီကိုမလစ်ကနေပြီးထိန်းစော့သွားမလား။နှစ်သိမ်းပေါင်းထိတ်တိုက်တွေ့ဆုံမှုကြည့်ရမယ်ဆိုအာဆင်နယ်တော့တားတယ်ဗျ။အင်ဝင်လည်းဖြစ်တဲ့အကြောင်းလို့ပေါ့နော်။ တော့ဒီနေ့ပွဲစဉ်မှာဒီအာဆင်နယ်နဲ့အက်တလီကိုမလို့ရဲကိုခတ်မရလဲကတော့နိုင်သားကရင်တော့ကိုကတော့အပြတ်တက်ကြည့်တော့နိုင်မှာတော့မဟုတ်ဘူးဗျကိုပေါင်းစည်းကတော့ဒါနှလုံးချုံးသွေးပေးထားတယ်ပေါ်စည်းတလေသေးဖောက်ပေးထားတယ်အာဆင်နယ်အနေနဲ့ကိုအပြတ်ကြီးနှလုံးသွင်းသွားခဲ့မှဆိုရင်တော့အက်တလီကိုမလို့ပြန်သွင်းနိုင်မှာတလေကိုပေါ်သွားမှာအဲ့တော့ကျွန်တော်ကကနဦးစည်းတွေဖြစ်တဲ့ကြောင့်မို့နောက်ထပ်တက်လာမယ့်ဒီ body ဒီကိုပေါင်းစည်းတွေကိုမြေကိုလို့နဲ့တင့်တော်မဲ့စေကိုရွှေ့ရှယ်ပေးရမယ်ဆိုရင်ကျွန်တော်ကကိုအောက်တဲ့ကြောင့်လည်းကျွန်တော်ကြိုက်ပါတယ် ဒါကြောင့်ဒီပွဲစဉ်ကိုကိုအောက်လေးကိုကျွန်တော်ရွေးရပေးချင်ပါတယ်အာဂျင်တီးနားနဲ့အတလီကမလစ်ကိုတင်တော်လိုက်ပြီးဆော့ကြပါခင်ဗျာနော်ကိုပါအောက်လေးကိုနောက်ထပ်တပွဲဖြစ်တဲ့လေဘာကူစင်နဲ့ဒါ BHG ပွဲစဉ်ကျွန်တော်ရွေးရပေးသွားမှာလေဘာကူစင်ဂျာမနီဘွန်ဒီလီကာပွဲစဉ်မှာကိုပေးကိုသွားကိုရီအများကြီးပြန်ပြီးရောနိုင်ရရှိထားတယ် BHG နောက်ဆုံးကစားတဲ့ပွဲစဉ်မှာတော့တိုက်စစ်ကကိုမသွန်းနိုင်လို့တေးကြထားတယ်ကဲမကောင်းလို့မရှုံးလားချန်ပီယံလိမှာဆို BHG ကောင်းတယ်ဆိုမှလေဘာကူစင်ချန်ပီယံလိမှာကိုရီပြန်ပြီးပေးထားတယ် င်ဝင်လည်းဖြစ်တဲ့အကြောင်းပဲယနေ့ဖောက်ပြထားတဲ့ BSG ရဲ့ body ကြီးမှာဆိုတလုံးသွင်းတဝက်စားသေးရတယ်တလုံးသေးသေးဖောက်တယ်ကိုပေါင်းသေးတလုံးသေးသေးပေးထားတယ်နှစ်တင်းတလုံးနဲ့ကိုကမြန်မြန်ဆိုင်ဆိုင်တော့ဖြစ်လာဖို့ရှိရဲ့ BSG တွေလေဘဝဆင်းတွင်းမှာပဲလေဘဝဆင်း BSG တွင်းပြီးအနည်းဆုံးသူတင်းကိုတင်တဲ့ဒါနှစ်တင်းနှစ်လောက်ဖြစ်ကောင်းဖြစ်နိုင်တယ်ဘုခံမှရလဲပေါ့နော်စိတ်ရောက်ရွေးချယ်ပေးရမယ်ဆိုရင်တော့လေဘဝဆင်းတဲ့ဒီ BSG ပွဲစဉ်မှာကျွန်တော်တော့ကိုဘော်တချို့လည်းပဲကျွန်တော်ကြိုက်နှစ်တက်ပါတယ်ခင်ဗျာနောက်တစ်ဝက်ဖြစ်တဲ့ City Golden နဲ့ Inter ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်တယ် အင်္ဂွင်ဖြစ်တဲ့စစ်တွင်ကလေးကပေါ့နော်ဒါလေပွဲစင်မှာကောင်းတော့ချန်ပီယံလိမှာဂိုးပြတ်တွေရှုံးနေတာတွေ့ရတယ်။အင်တာကတော့ဒါနောက်ဆုံးကစားခဲ့တဲ့လေပွဲစင်မှာရှုံးနေတာဒီချန်ပီယံလိမှာတော့ဒါအသာသေးရတာတွေ့ရကြ။ဒီနေ့ဖောက်ပြထားတဲ့ပေါ်ဒီစင်မှာဆိုအဝေးဝင်ဖြစ်တဲ့အင်တာနဲ့လုံးလေးကလုံးပြဆုံးစားလေးဖေးထားတယ်ကနုပ်စီ။ကောင်းသေးတုံးလုံးတွေကလည်းတုံးလုံးတွေကပြဆုံးစားလေးကနုပ်စီဖောက်ထားတွေ့ရတယ်။နောက်ထပ်နိုင်ပွဲပြန်ပြီးတော့အနိုင်၃မှတ်ရယူနိုင်တဲ့အင်တာအနေနဲ့ဆီလူကလုံးတို့ဒီပွဲရဲ့ဆိုတော့ကျွန်တော်လည်းတော်တော်လေးတွေးမိပြီးတော့နောက်ထပ်နိုင်ရရှိသွားမယ်လို့တွေးမိမိတယ်ဗျာ။ ဘိုးခံမရတဲ့ကောင်အင်တာနိုင်သွားရင်တစ်တစ်လောက်နဲ့ပြီးဆုံးသွားလိမ့်မယ်။ဒါကျွန်တော်ခံမရလဲပေါ့နော်။ကြိုက်ရှိတူမယ်ဆိုရင်တော့ညီကူတို့အနေနဲ့ဒီစီရီကူနဲ့အင်တာလို့ပွဲစီမှာကျွန်တော်ကတော့အင်တာဘော်ဒီပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ UEFA Champions League ပေါ့နော်ဒါ22ရက်နေ့ဆယ်လာပိုင်း2025ရက်နေ့မှာမန္တလေးပိုင်းရှင်းပြန်ကစားပွဲစဉ်တွေကိုညီကတို့အကြံရှင်းတူမယ်ဆိုရင်တော့ live ဆိုကစားကြပါခင်ဗျာနော်ကြီးစုအားပေးတဲ့ညီကတို့ထူးပဲကျေးဇူးတင်ပါတယ်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ